Hello, good morning. အဲဒီဗီဒီယိုလေးကလွန်ခဲ့တဲ့ရက်ပိုင်းကအမေရိကကိုရောက်နေရတဲ့ငွေချင်းတယောက်နဲ့ဆက်သွယ်ရတယ်ပေါ့နော်အမိုင်းအင်ဂျင်နီယာကျောင်းတက်ထရာခင်ခဲ့တဲ့ငွေချင်းတယောက်နဲ့ဆက်သွယ်ရတယ်အဲနာမည်တော့ထည့်မပြောတော့ဘူးအမတူရကီမှာအစ္စတန်ဘူးမှာဘလို့နေထိုင်စားတောက်ပြီးတော့ဘလို့ struggle လုပ်နေရလဲပေါ့နော်ဘလို့စီးပွားရေးအခြေအနေနဲ့ဘလို့လောက်ကင်ခွင့်နှန်းနေရှိလဲဆိုတာကိုပြောပြကြတယ်ပေါ့နော်သူကကြတော့သူ့ရဲ့မိတ်ဆွေအမျိုးသားဒီလိုလာမလို့လုပ်နေရပေါ့နော်ဒီကအခြေအနေတွေဘလို့ရှိတယ်ဆိုတာအမကသူ့ကို ပြောပြတော့သူကအရန်ဟိုအံ့ဩပြီးတော့ဟန်ဝေးရဲ့နင်းဘလောက်တောင်ယုံကန်နေရလဲဆိုတာကိုငါတကယ်အံ့ဩပြီးချီးကျူးမိတယ်တဲ့ဘာလို့လဲဆိုတော့အမတို့က rush ဖြစ်ပြီးဒီကိုရောက်လာတာဆိုတော့ဒီက currency နဲ့ဒီက inflation နဲ့ economy ကတော်တော်ကိုအခြေအနေမကောင်းဘူးဒီမှာအမ agency မှာ more agency မှာတွေးခဲ့တဲ့ more ကောင်မလေးတွေကောင်လေးတွေရောကျောင်းမှာတွေးခဲ့တဲ့ professor တွေနောက်တစ်ခါကျရင်အမအလုပ်ထဲမှာတွေးရတဲ့လုပ်ငန်းရှင်ပေါ့နော် business owner တွေနဲ့စကားပြောပြီးကြည့်ရတဲ့အခါမှာအဲလုပ်ဖို့ကိန်းဖက်တွေနဲ့ စကားပြောကြည့်ရဲ့အခါမှာဒီကစီးပွားရေးကတဖြည်းဖြည်းနဲ့မြန်မာနိုင်ငံလိုမျိုး crisis သဘောမျိုးဖြစ်လာတယ်ပေါ့နော်တဖြည်းဖြည်းနဲ့အခြေအနေဆိုးလာတယ်ဆိုတော့သူ့နိုင်ငံသားတွေတောင်ဒီမှာအလောက်ကန်ခွင်လန်းနေဒီပတ်စံရှာရတာမလွယ်ဘူးပေါ့နော်ဆိုတော့အမတို့နိုင်ငံသားသားចောင်းသားတယောက်အနေနဲ့အလောက်ကန်ခွင်လန်းရှာရတာအရန်ဟိုဟိုခတ်တယ်ပါတယ်မရှိဘူးလို့ပြောတာမဟုတ်ဘူးเนาะခတ်တယ်အဲပြီးတော့အဓိကငွေဈေးပေါ့နော်သူ့ currency ကတဖြည်းဖြည်းထိုးကျလာတဲ့ခါကျတော့ရတဲ့လုံအားကနဲ့သူတို့ပေးတဲ့ low salary လို့ low wages တွေကဘလို့မှ struggle လုပ်လို့ရက်တီးဖို့အဆင်မပြေနိုင်ဘောနော်အမအဲ့ဒါလေးတွေကို sharing လုပ်ပေးပြီးတော့အဲ့တငယ်ချင်းကအရန်ကိုအံ့ဩပါတယ်ပြီးတော့အမကို negative mindset တွေ negative thought တွေပဲ sharing လုပ်ပေးရလို့ထင်နေကြတယ်အဲ့ဒါဆိုရင်အမဒီနေ့ဒီလိုအချိန်မှာအမဒီလိုပြန်ရုန်းကန်ပြီးဒီလိုပုံစံမျိုးနဲ့အဲ social media မှာပြန်ထွက်လာမှာမဟုတ်ပါဘူးအမအများကြီးဖြတ်တန်းခဲ့ရတာကိုနောက် video တွေမှာပြောပြပေးပါအဲအခုလောလောဆယ်တော့အမအကြောင်းကိစ္စတွေနဲ့ဘောဘော final exam လေးရှိနေတဲ့အခါကျတော့အမနည်းနည်းလှုပ်ရှုပ်နေရေပေါ့နော် အဲအလုပ်လည်းနည်းနည်းနားထားတယ်အတွက်ကြောင့်ဒီမှာဘလိုမျိုး international student တယောက်နေနဲ့အဲဘလိုရက်တီလို့ရမလဲဟိုလမ်းကတော့ပျောက်နေရရောက်နေတဲ့လူတွေအကုန်လုံးကိုနဲ့တည့်ရတဲ့လူတွေကြောင်းတက်နေတဲ့လူတွေရှိရင်မေးကြည့်ပါအဲ saving လည်းမရှာလို့မလွယ်ဘူး future လည်းပျောက်နေတဲ့ဒီမှာပါတယ်ပေါ့နော်ပြီးတော့အမားတို့အခြားအနောက်နိုင်ငံတွေအဲ European နိုင်ငံတွေဖြစ်တဲ့ German တို့ Italy တို့အဲအဲ့နိုင်ငံတွေလောက်ဒီကမဖွံ့ဖြိုးမတိုးတက်နေဘူးကွာ developing country တွေမှာပါတယ်ပြီးတော့ဒါဆိုလို့ရှိရင် tourism ပိုင်းကိုယူရိုကန်ထရီနဲ့အနောက်နိုင်ငံတွေကို focus ထားတဲ့ tourism city တွေမှာပါတယ်ကွာပြောရရင်ဒီ Istanbul ကအဲဒါပေမဲ့အမားတို့ကိုသူတို့ပေးရဲ့ဒီသူတို့ရဲ့ business အဲ culture တွေနောက်က economy အနေထားတွေအများကြီးအမဒီရောက်ပြီး6လ9လအတွင်းမှာအမလေးလာဖြစ်တယ်ပေါ့နော်လူတွေအများကြီးနဲ့လည်းစကားပြောဖြစ်တယ် communication လုပ်ဖြစ်တယ်အဲရသမျဘာလို့ပြောမလဲ opportunity လည်းအမရအောင်ရှာဖွေတယ်အဲဘလို့ခွင့်လန်းနေဘလို့ job opportunity တွေရောပညာရေးနဲ့ပတ်သက်ပြီး ပြီးတော့ဘာတွေထက်ရနိုင်မလဲဆိုပြီးအမအများနဲ့ရှာဖွေနေတယ်။ဆိုတော့အဲ့ဒါလေးတွေကိုမှ sharing လုပ်ပေးချင်တာ။ဆိုတော့နောက်လာမယ့်ចောင်းသားတွေအတွက်အဲဒီနိုင်ငံကိုရွေးတင်မရွေးတင်ပေါ့နော်။